မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် MNDA ခေါင်းဆောင်ဖုန်တာရှင်ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေကိုတရုတ်ကညင်းပေကစေကူတောက်မှုခံယူနေရလို့ဆိုလိုက်ပြီးတရုတ်ပြန်မင်းအောင်လိုင်ရဲ့လာရှိုးနဲ့ရပ်မခကို ပြန်သိမ်းယူရင်ရန်နိုင်မင်းစစ်စင်ရေးရည်မှန်းချက်ပုံမူခိုင်မာလာပါတယ်ဖပုန်ခဲမှာနွေဘာလလောက်ဝက်တွင် တိုက်ပွဲ73ကြိမ်ဖြစ်ပွားပြီးတရဲမှုနဲ့ဒုတက်ရင်မှုပါဝင်အကြမ်းဖက်တပ်သား89ဦးတေသွားတဲ့တဲ့ရင်ပါဝင် နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမရှင်။ ခုပထမဆုံးတင်ဆက်ပေးကြတဲ့တဲ့တပုတ်ကတော့ကိုကန် MNDA ခေါင်းဆောင်ဖုန်တာရှင်ကိုတရုတ်နိုင်ငံကအကြေကျုပ်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတရုတ်အစိုးရကတရားဝင်ညှိပလိုက်ပြီးဖုန်တာရှင်ဟာတရုတ်နိုင်ငံမှာစစ်ကူတမှုခံယူနေကပြန်လည်တပ်တာကျမ်းမာစေရန်လှုပ်ဆောင်နေလို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ယမန်နေ့နိုဝင်ဘာလ16ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကအထက်ပါတိုင်းပြောဆိုလိုက်တာပါ။ MNDA ခေါင်း းဆောင်ဖုန်တာရှင်ကိုတရုတ်ကဖမ်းဆီးထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခြင်းတွင် နေပြည်တော်မှာလည်းအကြမ်းဖက်စစ်ခေါင်းဆောင်မေအောင်လိုင်ကလာရှိုးမျိုးနဲ့အရှိမြောက်တိုင်းစစ်တနာချုပ်ကိုပြန်လည်သိမ်းယူရန်အတွက်လှုပ်ဆောင်နေတယ်။ရန်နိုင်မင်းစစ်စင်ရေးရည်မှန်းချက်မှာအပြောင်းလဲမရှိဘဲပုံမိုးခိုင်မာလာပါတယ်။မေအောင်လိုင်တရုတ်ကနေပြန်လာပြီးတဲ့နောက်မှာရန်နိုင်မင်းစစ်စင်ရေးဆရာစီမံခန့်ခွဲရေးစစ်ရေးကုတ်ကဲမှုတွေမှာပုံမိုးထက်သေးဝင်ဝင်ပါဝင်စီမံခန့်ခွဲလာနေရလို့လေ။နေပြည်တော်စစ်ဘက် ်သတင်းမြစ်ကပြပြပါရယ်လာရှိုးကိုပြန်သိမ်းဖို့တိုက်ပြီဆိုရင်တယောက်ကိုအကြောင်းကြားပြီးတိုက်မဲ့အနေထားလို့သုံးသပ်ရတယ်လို့လည်းနေပြီးတော့စစ်ဘက်သတင်းမြစ်ကပြောပါရယ်စတင်ပါလာအတွင်းမှာဆက်တင်ခဲ့တဲ့ရန်နိုင်မင်းစစ်စင်ရဲ့ပထမဆင့်အနေနဲ့နိုင်ငံတော်လေချောင်းတက်ခတ်မှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်ခဲ့ရမှာတော်လိုင်းတက်တွေသိမ်းပိုက်ထားတဲ့နေမြေတွေမှာမြို့တွေမှာပုံမှန်တိုင်းပြန်လည်လက်ပတ်နိုင်ခြင်းမရှိတော့တဲ့အတွက်စစ်စင်ရဲ့ပထမအဆင့်အောင်မြင်တယ်လို့စစ်ကောင်စီဘက်ကသုံးသပ်နေရလို့လည်းသိရှိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ဆယ်စင်းဒေသကစစ်ကောင်စီနဲ့ရှမ်းနီတက်စကန်၄ခုခန့်မနည်းကို KIA ဥဆောင်တဲ့တော်လန်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။ရွေမာလာ၁၉ရက်နေ့မနေ့၆နိုင်ဝန်းကျင်မှာဆယ်စင်းဒေသကစစ်ကောင်စီနဲ့ရှမ်းနီ SN တွေရဲ့ရွှေရင်းလမ်းဆောင်စကန်ပန်ချေကုန်းနဲ့မန်းစင်ချောင်းပြားစကန်တို့ကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ဆယ်စင်းတစ်ဖက်ကစစ်ကောင်စီနဲ့ SN တွေတို့ရဲ့စိုင်းပန်ကုန်းပင်မတက်စကန်ကိုလည်းသိမ်းပိုက်ရရှိ ခဲ့လို့ KAI သတင်းမြစ်ကပြောပြပါရယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်မှာဆယ်စင်းဒေသကစခန်းသိမ်းတိုက်ပွဲတွေတွင် KPDF နှစ်ဦးဟာလည်းကြာဆုံးခဲ့ရပြီးစစ်တပ်ဘက်ကတေဆုံးထိခိုက်မှုနဲ့လက်လက်ခံရရှိမှုကို စစ်စစ်နေစေဖြစ်တယ်လို့လည်းသိရှိရပါရယ်။ KAI တပ်မဟာကိုးနယ်မြေတွင်းက တမခန့်စိုင်းတောင်နဲ့ဆယ်စင်းဒေသအချို့မှာစစ်ကောင်စီတပ်စခန်းတွေကင်းစင်သွားပြီဖြစ်တယ်လို့လည်းသိရှိရပါရယ်ရှင်။ ဒီတစ်ခါမှာတော့စကန်းတန်းမင်းကိုမျိုးမြာသိန်းတန်ဖေးရမှာအကြက်ဖက်စစ်တပ်ကတဆွဲကအထက်ပိုင်းကကြေးရွာတွေကိုလက်နဲ့ကြီးရွေနဲ့ပစ်ခတ်တာပြည်သူတွေကိုဖမ်းဆီးနှိမ့်ပန်းနှိမ့်ဆက်ငွေညစ်တာတွေလှုပ်ဆောင်နေရလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အကြက်ဖက်စစ်ကောင်စီတပ်တွေဟာမင်းကိုမြာသိန်းတန်ဖေးရမှာအခုဇူလိုင်လကတည်းကတဆွဲခဲ့တာဖြစ်ပြီးတလကိုတစ်ကြိမ်တစ်ချိန်တာအင်အားတိုးတာတွေလှုပ်ဆောင်နေရလို့လည်းသိရှိရပါရယ်ဒါအပြင်ပြည်သူတွေကို PDF လို့ဆွဆဲပြီးဖ ဖန်စီရိုက်နဲ့ညှဉ်းပန်းတာငွေညစ်တာတွေကိုလည်းပြောင်းလာတဲ့စစ်ကောင်စီတပ်တိုင်းကလှုပ်ဆောင်လေးရှိတယ်လို့လည်းသိရှိရပါတယ်။မင်းကုန်းမှာဝီရသူလည်းရောက်ရှိနေတယ်လို့စစ်အုပ်စုနဲ့ပြူစောထီးတွေကြီးစိုးနေပြီးဖျားတွေလည်းအကန့်အသတ်မရှိပိတ်လိုက်တယ်လို့ဒေသခံပြည်သူတို့ကသတိပေးပြောဆိုပါတယ်။ဒါအပြင်မင်းကုန်းဒေသမြတ်သိန်းတန်ဖျားနီဝန်ကျင်ကိုဖျက်တမ်းသွားလာတဲ့ပြည်သူအချို့ကိုလည်းလိုက်လံပစ်ခတ်မှုတွေလှုပ်ဆောင်နေတာကြောင့်ထိခိုက်ဒဏ်ရာရှိမှုတွေလည်းရှိတယ်လို့မြတ်သိန်းတန်ဖျားဝင်းကိုအခြေပြုတက် ်ဆွဲကအနီနာကြေးရွာတွေကိုစစ်ကြောင်းထိုးတာနေအိမ်တွေကိုမီးရှို့တာတွေပစ္စည်းတွေဖောက်ထွင်းလူရတာတွေကိုလည်းမကြာခဏကျူးလွန်နေရလို့ဒေသခံပြည်သူတွေကပြောပါရရှင်။ မန္တလေးတန်းသတင်းတဘောကိုတက်ဆက်ပေးကြပါရယ်မန္တလေးတန်းမိထီလာမြို့နယ်မှာရှမ်းတဲလီဒက်စကန်နဲ့တရင်တွေတက်ခတ်ခံရပြီးတဲ့နောက်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုတွေအရှိန်ဟုန်တိုးမြင့်လှုပ်ဆောင်လာတယ်လို့ဒေသပြည်သူတွေက ပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကမန္တလေးတန်းမိထီလာမြို့နယ်မှာအခြေပြုထားတဲ့အမှတ်30တက်မတော်အကြီးစားစစ်ရုံးကအရာရှိရိတ်တာရှမ်းတဲလေကြောင်းအတက်တင်လီဒက်စကန်ကအရာရှိအင်အားတွေခန်းရမ်းတူလောင်ယုံလေရင်ပြင်ဆင်ထုတ်လို့ရထနာကျုပ်ကအရာရှိရိတ် ်တာရေဒါစကန်နဲ့အမှတ်69ချင်းမြန်တက်မထဏကျော်အပါဝင်စီရဲဆံရပြစ်မှတ်ခုနှစ်ခုကိုဒရုန်းနဲ့တက်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။အဲလိုတက်ခတ်ခံရပြီးရဲ့နောက်မှာနေစဉ်တိုင်းစစ်တပ်ကမိထီလာမြို့ပြင်ပမှာပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။စစ်တပ်နဲ့ပြူစောထီတွေကဘီယာဆိုင်လက်ဖက်ဆိုင်တွေမှာထိုင်နေတဲ့လူငယ်တွေကိုဝေရောက်ဖမ်းဆီးပေါ်တာဆွဲနေတာဖြစ်ပြီးငွေကြေးတနိုင်သူတွေကိုတော့အနည်းဆုံးငွေကျပ်3600ကနေ3100 ကြာတောင်းယူပြန်လွတ်ပေးနေလို့လဲဖမ်းဆီးခံရတဲ့လူငယ်တဦးရဲ့မိဘဆွေမျိုးတဦးကရှင်းပြပါဗယ်မိတ်တီလာပြည်သူ့ကာကွယ်အဖွဲ့ကလည်းစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေသတိထားကြဖို့သတိပေးချက်တရက်ကိုတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ရှင် ပဲခိုးတန်အသင်းတပုတ်ကိုတက်ဆက်ပေးကြပါလေပဲခိုးတန်မင်းလာမြို့နယ်မှာစစ်မှုထမ်းထောက်ပံ့ခြင်းမပေးတဲ့နေအိမ်တွေကိုမိရှုံမယ်လို့လိုက်လံချင်းချောက်နေတယ်ညောင်ကုန်းအုပ်စုအုပ်ချုပ်ရေးမှုခင်ထွန်းတွေကိုပြစ်ခတ်တက်ခတ်ရကနေတည်သွားပြီလို့တာဝီခံတရင်38ညနဲ့တရင်နေပြန်ကြရတော်ဝန်ခံရဲဘော်တူရကရန်ကုန်ခေတ်စ်ကိုပြောပါရယ်နိုဝင်ဘာလ16ရက်နေ့မနက်8:10မိနစ်ခန့်မှာမင်းလာမြို့ဘက်ကိုဆိုင်ကယ်စီးလာတဲ့ညောင်ကုန်းအုပ်စုအုပ်ချုပ်ရေးမှုခင်ထွန်းတွေကိုချောင်းနာရွာတောင်ဘက်ထိပ်မှာတ ော်လဲရဲဘော်တွေကဥကောင်တက်တဲ့ကိုတနက်နဲ့တစ်ချက်ပြစ်ခတ်ရကနေနေရာမှာပဲပွဲချင်းပြီးတည်သွားတာလည်းဖြစ်ပါတယ်။တည်သွားတဲ့အုပ်ချုပ်ရေးမှူးခင်ထွန်းလွင်ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့ချင်းချောက်ဖိအားပေးလူစုတာစစ်မှုတန်းထောက်ပံ့ခြင်းမပေးတဲ့နေတွေကိုစစ်တပ်ခေါ်ကဖမ်းဆီးခိုင်းပြီးမိရှုမေလို့ချင်းချောက်တာ မတရားငွေကြေးကောက်ခံတာတွေကိုလုဆောင်နေရကြောင်းအခုလိုတိုက်ခိုက်တာဖြစ်တယ်လို့လည်းရဲဘော်တို့ရကပြောပါတယ်။အဲ့တခန့်မှုကိုတာရီခန်တရင်38နှစ်တက်ခွဲတော့တက်ခွဲနှစ်နဲ့မင်းလာမြို့နယ်ပြည်သူ့ကာက ွဲအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတည်သွားခဲ့တဲ့အုပ်ချုပ်ရေးမှူးစီကနေဖုန်းတလုံးငွေသား၄သိန်းချပ်ဘေးလွယ်ရေးတလုံးနဲ့ဆိုင်ကယ်တစ်စီးတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့တပုတ်ကတော့ကရင်ပြည်နယ်ဖပုံခရိုင်မှာနိုဝင်ဘာလလောက်ဝက်တွင်တိုက်ပွဲပေါင်း73ကြိမ်ဖြစ်ပွားပြီးတရင်မှုနဲ့ဒုတက်ရင်မှုပါဝင် ကျန်းသက်စစ်သား89ဦးဟာသေသွားခဲ့လို့ KNU မူတော်ခရိုင်ကပြောပါရယ်။နိုဝင်ဘာလ1ရက်နေ့ကနေ15နှစ်ထိကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့အကျန်းဖက်စစ်တပ်နဲ့ကြားမှာတိုက်ပွဲစုစုပေါင်းဟာ73ကြိမ်ဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲတွေအတွက်ပါအကျန်းဖက်စစ်တပ်ဘက်ကတရင်မူတူဒုတက်ရင်မူတူပါဝင် စစ်သား89ဦးဟာသေသွားခဲ့တာလည်းဖြစ်ပါတယ်။အလားတူကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အမှတ်9တပ်မဟာနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်း10ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအမှတ်9တပ်မဟာလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာအကြမ်းဖက်စစ်တပ်ရဲ့မော်တော်ယာဉ်တစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါရှင်ညီမများပါ